နှာခေါင်းကပြောပြနိုင်သောသင်ကြံမ ాయి သင်နှာခေါင်းကအနက်ခံဖို့တသက်အတွက်လို့သင်ထင်နေပါသလားနှာခေါင်းကတန်ပေါင်းများစွာတဲ့အနက်မျိုးစားတွေကိုအာယုံခံနိုင်ပြီးတခါရှူထားမှုတဲ့အနက်တွေကိုမှတ်မိနေုံများသာမကပဲသင်ကြံမ ాయి အကြောင်းကိုလည်းပြောပြနိုင်ပါတယ်နှာခေါင်းကိုကြည်ကြအဖြစ်သိရှိနိုင်တဲ့ကျန်းမာရေးပြဿနာတွေကိုဖော်ပြပေးလိုက်ပါတယ်နှာခေါင်းအတွင်းကိုကြည်ချင်းဖြင့်အောက်ပါတို့ကိုသိရှိနိုင်ပါတယ်နှာခေါင်းအတွင်းကအမိဘကပုံမှန်အဖြစ်ပန်းရောင်ဖြစ်နေရပါမယ် တကယ်လို့များအပြာရောင်အယောင်ဖြုတ်တော့ဒါမှမဟုတ်ရောင်ရမ်းနေတာဖြစ်ခဲ့ရင်တော့ဓာတ်မတိတ်မှုဖြစ်စဉ်ကြောင့်နှာခေါင်းရောင်ရမ်းတာဖြစ်နေပါပြီအတွင်းကအမိဘကအနီရောင်ဖြစ်နေရင်တော့ရောဂါပိုးဝင်ရောက်နေပါပြီတင်မဖျားရှရနဲ့အတူနာရန်ရိုးတစ်လျှောက်မှာနာကျင်နေရင်တော့ထိတ်ကက်နာဖြစ်ဖို့များနေပါပြီနှာခေါင်းတွင်းရှိဘက်တီးရီးယားတွေကပိန်သူလားဝါသူလားပျော့ပြနိုင် လေးလာမှုတစ်ခုအရနှခေါင်းထဲမှာပါဝင်တဲ့ဘက်တီးရီးယားအုပ်စုတွေကခန္ဓာကိုယ်အရက်အမြင့်အရက်နဲ့ကိုယ်လေးချိန်ချိုးစားနေဆွဲဆောင်မှုရှိမရှိကိုဖော်ပြနေတယ်လို့သိရပါတယ်။ဝါသူတွေမှာပိန်သူတွေထက်ယောဂဖြစ်စေတဲ့ဘက်တီးရီးယားတွေပုံမှန်ပြတက်ပြီးတော့ဆွဲဆောင်မှုပိုရှိတယ်လို့သိရပါတယ်။နှခေါင်းနေကြတာကသင်အရက်ဆွဲနေတာကိုဖော်ပြနိုင်။နှခေါင်းတွင်ဘက်အယောင်ကကျန်းမာရေးအတွက်အရေးကြီးတယ်လို့ နှာခေါင်းပြင်ပအရောင်ကလည်းတင်ကြမရေကိုဖော်ပြနေပါတယ်။တင်ရဲ့နှာခေါင်းထိပ်ကအမြဲတမ်းညည်းနေရင်တင်ဟာအရက်တောက်ထားတာဒါမှမဟုတ်အရက်ဆွဲနေသူဖြစ်နေပါပြီ။နှာခေါင်းနီရာကစိတ်ဖိစီးမှုများတာ၊စိုးရိမ်စိတ်များတာဒါမှမဟုတ်ဓာတ်မတည့်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ thyroid ရောဂါရှိသူတွေမှာလည်းနှာခေါင်းထိပ်ညည်းတတ်ပါတယ်။နှာရည်အရောင်ကလည်းကျန်းမာရေကိုဖော်ပြနိုင်။ပုံမှန်အားဖြင့်နှာရည်ကကြည်လင်နေရပါမယ်။အကယ်၍ခန္ဓာကိုယ်ကယောဂါပိုးကိုတွန်းလှန်နေကြရရင် သွေးဖြူဦးတွေကနှကောင်းတွေကိုရောက်ရှိလာကြပြီးတော့သူတို့ကလည်းအစိမ်းဟောင်အင်ဇိုင်းတွေကိုထုတ်လွှတ်တဲ့အတွက်နှံ့ရောင်ကအဝါဒါမှမဟုတ်အစိမ်းဟောင်ဖြစ်သွားနိုင်ပါတယ်။နှာရည်ရောင်ကအညိုရောင်ဖြစ်နေတာကလေဒုညဉ့်ညံ့မှုကြောင့်ဖြစ်နိုင်တဲ့အတွက်အိမ်ပြင်မထွက်ဘဲနဲ့အိမ်တွင်းမှာသာနေထိုင်သင့်ပါတယ်။ဆေးလိပ်အောက်များသူတွေရဲ့နှာရည်ရောင်ကလည်းအညိုရောင်ဖြစ်နိုင်တယ်လို့၆တွေ့သွားတဲ့နှကောင်းတွေကြောင့်လည်းနှာရည်ရောင်ကအညိုရောင်ဖြစ်နိုင်ပါတယ်။ နိုင်ရောင်ကအမဲရောင်ဖြစ်နေရင်တော့အသက်ရှူလမ်းကြောင်းစနစ်အတွင်းမှာမှုပိုးတွေပေါက်ပွားနေရကြောင်းဖြစ်နိုင်ပါတယ်။ဆရာဝန်နဲ့ချက်ချင်းပြသပြီးတော့စေကူတာမှုခံယူတင်ပါတယ်။နှာခေါင်းသွေးယူခဲ့ရင်နှာခေါင်းသွေးယူတာကသွေးရောကဒါမှမဟုတ်သွေးဖိအားမြင့်တက်တာကြောင့်ဖြစ်တတ်ပြီးတော့အများစုကဒုက္ခမပြီးတတ်ပါဘူး။ဒါပေမဲ့နှာခေါင်းထိခိုက်ဒဏ်ရာရတာကြောင့်နှာခေါင်းသွေးထွက်နေရင်နှာခေါင်းသွေးယူတာကမိနစ်30ထက်ပိုပြီးတော့ကြာနေရင် ဒါမှမဟုတ်အသက်ရှူလို့မရတာဖြစ်ခဲ့ရင်တော့ဆရာဝန်နဲ့ပြသတင်ပါပြီ။နှာခေါင်းခြောက်တွေ့တာကြောင့်ဖြစ်နိုင်ပါတယ်။နှာခေါင်းမြေပါခြောက်တွေ့နေအကွဲလွှဲပြီးတော့ဘက်တီးရီးယားတွေဝင်ရောက်ဖို့လွယ်ကူသွားနိုင်ပါတယ်။နှမျိုးစလုံးကနှာခေါင်းသွေးယူနိုင်တဲ့အခြေအနေတွေပါ။လေဓုဆူထိုင်းစားချက်ကို အသုံးပြုပါ။ဒါမှမဟုတ်အခန်းအတွင်းရေစလုံးထည့်ထားပါ။မျိုးရိုးလိုက်တဲ့သွေးကြောယောဂါကြောင့်ဖြစ်နိုင်ပါတယ်။မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့သွေးကြောအားနည်းတဲ့ယောဂါကမကြာခဏနှာခေါင်းသွေးယူတတ်ပါတယ် ဒီယောဂရှိသူတွေကမနက်အိယာထကားစာမိမိအိတ်တဲ့ခေါင်းပေါ်မှာသွေးစာလေးတွေတွေ့မြင်ရနိုင်ပါတယ်။ဒီယောဂကြောင့်အဆုပ်အတွင်းသွေးခဲတာဒါမှမဟုတ်လေဖြတ်တာတို့မျိုးဆိုးရွားတဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။တခြားအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဓမ္မတိတ်တဲ့ယောဂရှိတာသွေးမတိတ်တဲ့ယောဂရှိတာနှခေါင်းလိုက်တက်တဲ့အခြင်းရှိရာတွေကြောင့်နှခေါင်းသွေးယိုနိုင်သလိုသွေးကျဲစေ aspirin ဆေးဝါးတွေမှီဝဲရတာကြောင့်လည်းနှခေါင်းသွေးယိုနိုင်ပါတယ်။နာရီယိုခဲ့ရင် အေးမီယောဂါကြောင့်ဖြစ်နိုင်ပါတယ်။အေးမီယောဂါဖြစ်ရင်နာစီးတာ၊နာပိတ်တာနဲ့လေကြောင်းနာတာတွေပါတွဲဖက်ပြီးတော့ဖြစ်တတ်ပါတယ်။ယောဂါကတဖြည်းဖြည်းနဲ့စတင်ဖြစ်ပေါ်ပြီးတော့သူ့လိုလိုပျောက်ကင်းသွားနိုင်ပါတယ်။အနာယူတာနဲ့ရေများများတောက်တာကယောဂါကိုအမြန်သက်သာစေနိုင်ပါတယ်။တုတ်ကွေးယောဂါကြောင့်ဖြစ်နိုင်ပါတယ်။ယောဂါကလင်းလင်းမြန်းမြန်းဖြစ်ပေါ်တတ်ပြီးတော့အပြားရှိတာ၊ကိုယ်လက်ကိုက်ခဲတာနဲ့တုံချမ်းချမ်းတာတွေပါတွဲဖက်ပြီးတော့ဖြစ်တတ်ပါတယ်။ ရက်အနည်းငယ်ကနေနှစ်ပတ်ထိကြာမြင့်တက်ပြီးတော့ဗိုင်းရပ်စ်ပိုးသေးစေအသုံးပြုတာကယောဂဖြစ်ခြင်းကိုတစ်ရက်မှနှစ်ရက်အတွင်းတိုးတောင်းသွားနိုင်ပါတယ်။အသက်ငယ်ရွယ်တဲ့ကလေးငယ်တွေအသက်65နှစ်ကျော်သူတွေကိုယ်ဝန်ဆောင်အမျိုးသမီးတွေရင်ကျက်ပန်းတာနှလုံးယောဂနဲ့စီးချိုယောဂရှိသူတွေအနေနဲ့လည်းနောက်ဆက်တွဲစူချိုတွေဖြစ်နိုင်ပါတယ်။အနန္တအာယုံခံနိုင်စွမ်းယော့နေနေရင်အလုံးအသီးဖိုးလက်ကြောင့်ဖြစ်နိုင်ပါတယ်။ နှာခေါင်းတွင်အသီးလုံးလေးရှိနေတာကများသောအားဖြင့်ဒုက္ခမပေးတတ်ပေမယ့်အနတ်အသက်အာရုံရရှိနိုင်မှုကိုယုံနေသွားတတ်ပါတယ်။စီဝါမီပွဲတာဒါမှမဟုတ်ခွဲစိတ်ပြုပြင်တာတွေနဲ့ကုသနိုင်ပါတယ်။စီးချိုယောဂကြောင့်ဖြစ်နိုင်ပါတယ်။သွေးတွင်းတကြားဓာတ်တွေအလုံးမြင့်မာနေရင်အာရုံကြောသွေးကြောဒါမှမဟုတ်အနတ်ခံအာရုံကိုပြုလုပ်ပေးတဲ့အင်္ဂါတွေပျက်စီးသွားနိုင်တဲ့အတွက်အနတ်အာရုံခံနိုင်စွမ်းယုံနေသွားတာပါ။အင်ဇိုင်းမယောဂကြောင့်ဖြစ်နိုင်ပါတယ်။အဲ့ဒီယောဂအပြင် ပါကင်ဆန်ယောဂါဟန်တင်တန်ယောဂါမာဒီပဲစကယ်ရိုစစ်ဒါမှမဟုတ်မော်တော်နျူရုန်းယောဂါတွေကြောင့်လည်းအနက်အသက်အာရုံခံနိုင်စွမ်းယောနေသွားတတ်ပါတယ်။မှားရင်းစွာအနက်ရာနေရင်အုံနောက်ပြေတနာကြောင့်ဖြစ်နိုင်ပါတယ်။နှာခေါင်းတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးက အနက်အမှန်မဟုတ်တဲ့မှားရင်းနဲ့အနက်တွေအာရုံခံမိနေတတ်ပါတယ်။များသောအားဖြင့်ဦးခေါင်းထံရရရှိတာအုံနောက်ကင်ဆာယောဂါ အတက်ယောဂဒါမှမဟုတ်ပါကင်ဆန်ယောဂကြောင့်ဖြစ်တတ်ပါတယ်ထိတ်ကနာယောဂကြောင့်ဖြစ်နိုင်ပါတယ်ထိတ်ကနာယောဂဖြစ်နေရင်အနက်ဇိုရီရရှိနေတတ်ပါတယ်များသောအားဖြင့်ရတရပတ်အနေငယ်တွင်ပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်နှာခေါင်းတွင်စားရီခတ်တာကယောဂသက်သာနိုင်ပါတယ်